ုံးပဲမင်္ဂလာပါရှင်။ Story Audio Book Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြွဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ဖြစ်ွားပရိသတ်များနာဆင်ဖို့အတွက်မာလာဆိုတဲ့ဇာတ်လမ်းလေးကိုရွေးချယ်ထားပါတယ်။ဇာတ်လမ်းလေးကိုအစားကနေအဆုံးထိလိုက်ပါလို့နာဆင်ပေးပါအောင်နော်။အိမ်တော်မှု ဖရားတဲ့စေးမီရေစုပ်ထို့ဤသုံးမျိုးချက်မပိုင်ရင် နောက်ပြင်ရင်ခတ်တဲ့အမျိုးလို့ရှေးပညာရှိစာဆိုတော်ရီ လေးလေးနက်နက်အထိပယ်ဖွင့်ဆိုချက်တွေကို နက်နက်နဲ့တည်မြန်လာချိန်မှာကျွန်တော်ဘဝနောက်ပြန်လဲဖို့နောက်ကျခဲ့လေပြီကျွန်တော်ဘဝရဲ့အဖြူရောင်စာမျက်နှာပေါ်မှာဖြတ်လို့မရပြန်လဲပြင်ဆင်ပြီးမရအောင်ပင်အမဲဆက်တစ်ခုစွန့်ထင်းခဲ့တယ်ကျွန်တော်စေကျော်တဲ့အရွယ်အတွေးနှုတ်စဉ်တွေးခဲ့မိရာကတုံးနဲ့တူချစ်ခင်နှစ်သက်ရုံများနဲ့မတူညီတဲ့ဘဝနှစ်ခုကို ပေါင်းဆက်ထူထောင်ပြီးရတယ်လို့တွေးထင်ခဲ့မိရဲ့တကယ်အိမ်တော်ရှင်ဘဝမှာတော့ ဒီလိုမဟုတ်ပဲတုံးနဲ့တူတီးခံခွဲလို့နိုင်မှုစွမ်းရည်နဲ့ပင်ကိုပြီးစားစီရိုက်ကိုင်ညီမှုရှိခြင်းတို့ကသာအတေးကားလို့ကျွန်တော်သိမြင်လာ诶စိတ်သဘောထားချင်းမတိုင်းဆိုင်မှုတွေများတဲ့အခါအိမ်အောင်ရေးတာယာချမ်းမြေ့မှုမရှိတော့ပဲပုထုဇဉ်လူသားတွေပြပြီးတီးခံခွဲလို့နိုင်မှုစွမ်းရည်တွေကြာဆင်းလာပြီးတော့မမာနာတွေကအားပြိုင်လာကြ诶အလောက်ကမမောပပန်းနဲ့ပြန်အလာတိုက်ခန်းတကားကိုဖွင့်လိုက်တာနဲ့ တပြိုင်နဲ့အသုံးဆောင်ပစ္စည်းတွေနဲ့ရှုပ်ပွားနေတဲ့ဧကန်ကကျွန်တော်ပထမဦးစွာခရီးဦးကျို့ပြုတ်နေရဲ့အဲဒီမှာတပန်ထမင်းစားကန်းနဲ့ဝင်သွားပြန်တော့လေညနေစာထမင်းဟင်းတွေကချက်ပြုတ်မထားဗကန်ခွက်ရောက်တွေကလည်းဟိုတစ်ခုဒီတစ်ခုနဲ့အစီအီမဲ့ပြန်ကျန်းနေရဲ့လက်စည်းပီစင်တဲမှာချက်ပြုတ်ပြီးဒံအိုဒံကွက်တွေနဲ့စားပြီးသားဆုံးဗကန်တွေက အပြည့်အစုံရေချိုးကန်းတွေကိုမျက်နှာတစ်ဖို့ဝင်သွားမိပြန်တော့လေ ရေးစိန်ထားတဲ့လျှော့ကြအဝတ်စားတွေတပုံတပင်နဲ့ကျွန်တော်မိမာမိရွှေစင်ဘာကြောင့်အိမ်ရှင်မမပီတာရတာကိုတော့ကျွန်တော်တွေးလို့မရစဉ်းစားလို့မရဒီစည်းကမ်းမဲ့မြေခွင်းတွေကိုမြင်တိုင်းတချိန်ရသူနဲ့ကျွန်တော်ချစ်သူရှိသားဘဝအမြဲချင်းတွေ့တိုင်းသူအမြဲပြောနေကြလက်သုံးစကားတချို့ကိုကျွန်တော်အမှတ်ရမိရဲ့အကိုရဲ့ရွှေစင်လေအကိုနဲ့ချင်းထအောင်မိပြီးအဝိတ္တိစိန်ထားမိရဲ့ ဲ့ဒါတထိုင်တည်းနဲ့မမြန်လျှော့ခဲ့ရတဲ့အကိုရဲ့ထမင်းဟင်းလဲချက်ရအီတန်ရှင်းလို့ရနေအရန်ပင်မနာပဲအကိုရဲ့သူကပြောပြီးတော့ကျွန်တော်ရှင်ခွေနဲ့တိုးဝင်ပြီးအမဲကြီးညူနေတတ်တယ်ကျွန်တော်လဲသူဒီလိုညင်းညူနေရင်မနေတတ်မထိုင်တတ်ပေါ့ဗျာကဲပါဗျာအကိုချစ်သူလေးကအိမ်မူကိစ္စတွေမနိုင်မနှင်းလို့ရတော့ပင်မန်းမှာပေါ့ပင်မန်းနာပြေးသွားအောင်လို့အကွာပြုစုပေးရမှာပေါ့အဲ့လိုဆိုပြီးကျွန်တော်လေသူ့ပခုံးကိုနှိပ်ပေးနေကြ ချစ်သူရှိစားဘွားကဟန်ဆောင်ပြီးထွေးနေမှလေဒီချိန်ကကျွန်တော်မသိခဲ့ပါ အချိန်နောက်မှသူ့မာယာတွေကိုတီးကွင်းရလာတယ်ကျွန်တော်အချစ်ကိုခူတုံးလို့ညာညာပြီးတော့ပခုံးနှိတ်ခမ်းပြီးဇင်ယူတတ်တယ်သူ့ရဲ့အပြစ်မှုတွေကို ပြန်လည်စဉ်းစားမိရင်သူ့ကိုဆက်ဆုပ်ရွှန်ရှာမိတယ်အဖေကြီးတို့တားကြီးမောင်မို့တို့သမီးငယ်ဆွေတို့ရေမမေတမင်ဝိုင်းပြင်လို့ပြီပြီအားလုံးလာကြတမင်စားရအောင်လေမိသားစုအားလုံးကိုတမင်စားဖို့ခေါ်နေရဲ့ မမေ့အတန်မှာအုတ်အောတန်ပမာနဝင်ချိုလာအေစနေတနင်္ဂနွေဖဖေရုံပိရဲ့မမေ့ចောင်းနာရဲ့နှမလေးနဲ့ကျွန်တော်တို့ចောင်းပိရဲ့မို့ကျွန်တော်တို့မိသားစုထမင်းဝိုင်းကဟင်းအမေတွေစုံနေလာအေမမေ့ရာဟင်းတစ်မျိုးနဲ့တစ်မျိုးလိုက်ဖက်ညီအောင်ချက်ပြုတ်စီမံနိုင်တဲ့အင်းရှင်မတူဖြစ်တယ်ဖဖေစစ်သားကြီးကလည်းမမေ့ချက်ပြုတ်ကျွေးမွေးသမျှထမင်းဟင်းတွေကိုနိုင်မီရင်နဲ့မမေ့ကိုချီးမွမ်းကန်ဖွင့်တော်တယ်အာအရန်စားလို့ကောင်းတာပဲ ရှာရင်ထဲမှာဆွဲနေရပဲ။ဒီကဘာပေါ်မှာငါမိမရဲ့ထမင်းဟင်းလက်ရာကိုမိမဲ့သူမရှိဘူးထင်တယ်။ဖဖေကကြွေးကြော်ပြီးတော့မမေချက်ကြွေးသမျှကိုကောင်းမဖို့အတန်းအားရပါရစားတတ်တယ်။အဲဒီလိုဖဖေရဲ့ချီးမွမ်းတဲ့ကိုကြားလိုက်ရတဲ့အခါမှာမမေရဲ့မျက်နှာပြင်ထက်မှာပီတိအပြုံးပန်းတွေကဝေဝေဆာဆာဖူးပွင့်နေရတယ်။ကျွန်တော်တို့မိသားစုထမင်းဝိုင်းမှာရင်းရွှေထွေထွေနဲ့စိတ်ချမ်းမြေပျော်ရွှင်ပွဲကောင်းလာ诶ကျွန်တော်လည်းအိမ်အောင်ကြတဲ့ကား မမိရဲ့ထမင်းဝိုင်းနဲ့ဝေးနေကြရပြီဇနီးမချက်တဲ့ချက်တန်နဲ့ချက်ကြွေးတတ်တဲ့ကြုံကြောငန်းငန်းကစွန့်ရက်ကြောပြော့ပြော့ပြပြေနှစ်ပီကြဲကြဲဆက်ဆက်တို့နဲ့သာနှစ်ပါးသွားနေရကြပြီဒီချိန်တွေမှာအမေအိမ်ကထမင်းကို ကျွန်တော်ပို့ပြီးတတိယမိရဲ့ဟင်းချက်မကောင်းတဲ့ချစ်ဇနီးကိုဟင်းချက်ကောင်းအောင်ပြင်သပေးပြန်တော့လေသူကကျွန်တော်ကိုဆရာကြီးလုပ်တယ်ဆိုပြီးမတင်ခြင်းပဲအပြင်းထုန်နေရဲ့နောက်ဆုံးကိုစားခြင်းနဲ့ဟင်းနေရာကို ကိုယ်တိုင်ချက်ပြုတ်ပြီးစားရတယ်။ကျွန်တော်ဇနီးဟာမိမမဆန်တဲ့အတွက်မိမမဟုတ်ရဲ့လားလို့ပင်တခါတခါကျွန်တော်စဉ်းစားကြည့်မိတယ်။မိမမပီသားတဲ့လူကိုအိမ်အောင်ရှင်မဖြစ်ရွေးချယ်ခဲ့မိရကို့အပြစ်နဲ့ကိုရရဲ့ကြီးသားခံလိုက်ပြီးရောလို့ကွက်ကူကိုအားပေးမိရဲ့လူကလေးရဲ့အိတ်ချင်းတန်းပြိုင်းရှိကပြန်ခိုးပြူခိုးဝါတကောင်ပြီးအိတ်ပါတော့လေအိမ်ရှိမျက်နှာချင်းဆိုင်တိုက်ခန်းကား ကိုဖိုအီသားချော်တေးကိုအစီအငော်မတဲ့ကကပောက်တီကပောက်ချဆိုပြီးခလေးချော့တဲ့နေရဲ့သူ့ရဲ့သားချော်တေးတန်ကိုကြားရတော့ကျွန်တော်မှကြည်နူးမိအေကိုဖိုအီသားချော်တေးဆိုပြီးခလေးချော့တဲ့နေတယ်လို့ကျွန်တော်လည်းပဲခလေးချော့တဲ့ခြင်းပြီဒါပေမဲ့ချော့တဲ့စရာသားသမီးရာမရှိသေးအိမ်တော်တဲ့၃နေ၃မိုးပြည့်တဲ့အတိုင်သားသမီးမရှိသေးရကြောင်းကိုမိုမင်းအိမ်တော်ကြတာ၃နေရှိပြီကိုကျင်ဒီလည်းစမပြနိုင်သေးဘူးလား လူမဖြစ်သေးဘူးနော်အဲ့လိုအိမ်အောင်သေးတငယ်ချင်းတွေရဲ့လောင်ပြောင်ထော်ပနာပြူချင်းကိုမကြခဏခံနေရ诶အမှန်တော့ကျွန်တော်အိမ်အောင်ကြရဲကခလေးယူဖို့ပါကျွန်တော်မိမမိရွှေစင်ခလေးမယူခြင်းသေးလို့သူ့ကိုအလိုလိုက်တဲ့အနေနဲ့ခလေးမယူဖြစ်ခဲ့ရွှေစင်အခုတို့ခလေးယူစုကွာကျွန်တော်ကရွှေစင်ကိုခလေးယူဖို့ပြောမိရိုင်းဟင့်အင်းရွှေစင်ခလေးမယူခြင်းမအောင်သူကကျွန်တော်စန္ဒာကိုခခတီတီညင်းပယ်တတ်တယ် ဒီစကားတွေကိုကျွန်တော်ကြားရဖယ်များလာရဲ့ခါဒေါသသူ့လူလူထွက်လာတယ်။ခလေးမယူချင်တာဘာဖြစ်လို့ယောက်ျားယူလဲ။ဟမ်။ငါလေမင်းကိုရင်းရင်းဆိုင်ဆိုင်မပြောလိုက်ချင်ဘူး။ကျွန်တော်ကဒေါသတန်နေဆုံးမိပြန်တော့ရွှေစင်ကမျက်နှာလေးညှိုးညိုးငငယ်နဲ့ကျွန်တော်ရှင်ဝင်နေကိုခလေးတယောက်ပေါ်မှာတိုးဝင်လာတယ်။ခလေးယူလို့ခလေးရခဲ့ရင်ကိုကကခလေးကိုအချစ်ပိုပြီးရွှေစင်ပေါ်မချစ်မအောင်ကြောက်လို့ပါကိုကိုရဲ့ အဲ့ဒီစကားတန်ကိုကြားရတော့ကျွန်တော်ဟာရွှေစင်းကိုမဆူရဲမကြိမ်မောင်းရတော့ပါ ခလေးဆန်နဲ့ရွှေစင်းကိုကြည့်ပြီးပူပြီးကယူနာတက်မိရဲ့သူ့ကိုထွေးပွေထားရင်လေရွှေစင်းရဲ့မင်းဟာအရှမ်းကိုခလေးဆန်တာပဲကွယ်ကျွန်တော်စိတ်ထဲကနေတယောက်တည်းကျေနူစွာပြောနေမိရဲ့ရွှေစင်းပြောလီအကိုအကိုအပ်ထားတဲ့ပတ်စံပြန်ထုတ်ပြီးရောနောက်ထပ်ဖွင့်မယ်မိတူဆိုင်အတွက်ငွေလိုအပ်နေပြီအဲ့ဒါအရင်ကြီးထပ်တဲ့ရအောင်မယ်ဟွန်း မရှိတော့ဘူးကိုရဲ့ရွှေစင်သုံးလိုက်လို့ကုန်သွားပြီရွှေစရာစိတ်ဝင်စားရတယ်ပြောလိုက်တယ်ရွှေစင်ကမှန်တင်ကုန်ရှိမှလက်သေးနီအစိုးမပြဲကျွန်တော်လည်းစိတ်မရှိရကြောင်းအေးရတယ်လဲအိမ်နေရမှာဟောင်းကနေထားထန်လိုက်ပြီးကရင်ချင်းချင်းရှိမှန်တင်ကုန်ရှိသွားလိုက်မိရဲ့ရွှေစင်ရဲ့အခုအလောက်ကိစ္စနဲ့အတီပြောနေရမနောက်ပါနဲ့ကွာလေးလေးနက်နက်ထားပြီးပြောဆက်မှာဟုတ်တယ်လေရွှေစင်အတီပြောနေရပြီးခဲ့တဲ့တောက်ကြနေရ ဝဝေတို့နဲ့ဖဲသွားဆွဲတာအကိုအပ်ထားတဲ့သိန်း90စလုံးတထိုင်ထဲနဲ့ဖဲရှုံးလို့ကုန်ခဲ့ပြီလေဟမ်ဘလို့ဒီစကားကိုကြားရတဲ့ချိန်မှာ ကျွန်တော်မှခေါင်းမီးတောက်သွားတယ်။ရွှေစင်းကိုကျွန်တော်ထကန်ပစ်ချင်တယ်။ကျွန်တော်စိတ်တွေထိန်းချုပ်လို့မရ။သူ့အလိုလိုဒေါသထွက်လာတာကြောင့်နယံကိုလက်သေးနဲ့၃လေးချက်ပြစ်ထုံးမိရဲ့။ရွှေစင်းကမင်းလှုပ်ရက်တယ်။သိန်း90ဆိုတာနဲတဲ့ငွေလား။ငါမှတော့ မိမိပလက်ထက်မှာမင်းဟာကိုပိုင်ကားစီပြီးသွားနိုင်လာနိုင်တယ်။ငါနဲ့อยู่မှာမင်းလိုင်းကတိုးစရတဲ့ဖြစ်ကိုတနာလို့ကိုပိုင်ကားလေးတစ်စီးဝယ်စည်းနိုင်အောင်ငါမှာတော့မစားရမတော့ရနဲ့စုထားလိုက်ရတာ။ခြေကားလေးမှာဝယ်နိုင်ဝယ်နိုင်ဆိုပြီးငွေတွေစုလိုက်ရတာ။ကိုတော့မင်းဟာဖေရှုံလို့ကုန်ခဲ့ပြီဆိုတော့လူကြားလို့မှကောင်းကြတည်ရလားမိရွှေစင်။မင်းငှော့စီနာကိုစော်ကားတယ်။ငါရဲ့ယုံကြည်မှုကိုလည်းအလွဲသုံးစားလုပ်တယ်။မင်းဘလို့မိမ့်မလဲဆိုပါကို။မင်းကိုမင်းပြန်စင်စားစမ်းမအောင်ရွှေစင်။ ကျွန်တော်ဘာပြောပြောသူ့ပြည့်နဲ့သူမို့ရွှေစင်းကဘာတကောမှခွန်းတော့မပြန်ပဲကြက်သေးငှက်သေးပမာနှိမ့်ခံနေရဲ့ကျွန်တော်ရှင်တွေကအနေနဲ့လာလာကမျိုးသိထားသမျှမကျေနပ်ချက်တွေဟာမိုင်းကုံရန်ကုံပေါက်ကွဲထွက်လာတယ်။နှစ်ရက်သုံးရက်တိုင်းဒေါ်တာကမပြေနိုင်သေးရကြောင်းရွှေစင်းကိုကျွန်တော်စကားမပြောဖြစ်။လေးရမြောက်တဲ့နေ့မှာရွှေစင်းအဝေးထုတ်ကိုဆွဲပြီးထွက်လာတယ်။ရွှေစင်းမင်းအဖေလေဒါအဖာတဘောလေး ျွန်တော်စကားပင်စယုံရှိသေးရဲ့။သူကကျွန်တော်ကိုမျက်နှာထားတင်းတင်းနဲ့ကြည့်လိုက်တယ်။သူ့မျက်ဝန်းတွေကဒေါသမီးဒီယန်တွေကတော်ဟုံဟုံတောက်လောင်နေရကိုကျွန်တော်တတိပြုမိရဲ့။ရှင့်လိုစည်းစားကြောင်တဲ့ယောက်ျားနဲ့ပေါင်းနေရတာ။ကြာတော့မီးရွှေစင်တို့နေတဲ့အကြိမ်မောက်ခံနေရလို့အသက်တို့လိမ့်မယ်။ရှင်မင်းနဲ့အတိုင်းပဲလေ။ရှင်နဲ့မပေါင်းနိုင်လို့အိမ်ဘွားကနေဆင်းမလို့လေရှင့်မိလား။အေးနော်။မင်းတို့ဘသူကမှအိမ်ဘွားကနေနှင်ချနေရမဟုတ်ဘူး။မင်းတဘောနဲ့မင်းစင်တာ။ ေးပါအေးပါငါဆိုတဲ့ကောင်ကလည်းစင်းသွားတဲ့မိန်းမကိုပြန်လိုက်ခေါ်ပြီးအိမ်ပေါ်ပြန်တက်တက်ရောက်ကြမဟုတ်ဘူးနော်မင်းစဉ်းစားပြီးမှဆုံးဖြတ်ပြီးမှသွားကျွန်တော်စကားဆုံးတာနဲ့ရွှေစရာလက်ခုပ်လဝါတီးပြီးဟာတိုက်ကရှိလိုက်တော့တယ်ပြီးတော့ကျွန်တော်မျက်ဆောင်ထိုးလိုက်သေးတယ်အမလေးရေရရနော်ဟောရီယာမိရွှေစင်တို့ကလည်းလေအိမ်မောကဆင်းပြီးအိမ်မောပြန်တက်ဖို့ဒိုးထောက်တောင်းပန်ပြီးညရေစာထုံမဲ့မိမစာမဟုတ်ဘူးဆိုတာရှင်မြတ်မှတ်ထားပါ အေးပါအပြောနဲ့အလုံးညီသလားမညီဘူးလားဆိုပါစောင့်ကြည့်ကြသေးရပေါ့ကွာရွှေစင်သူ့တဘောနဲ့သူအိမ်ပေါ်မှဆင်းသွားကြပြီရွှေစင်မရှိရဲ့ညတွေမှာကျွန်တော်မှအထီးကျန်တယ်လို့ခံစားရအေးမင်္ဂလာဦးဆောင်တွေတပ်ပုံလေးကိုကြည့်ပြီးသူ့ကိုကျွန်တော်လွှမ်းနေမိအေးဒါမှမဟုတ်သူ့ရဲ့လှုပ်ရက်တွေကိုတော့ခုချိန်ထိကျွန်တော်ခွင့်မလွှတ်နိုင်သေးပါငွေဆိုတာအချိန်မီပြန်ရှာလို့ရှာနိုင်တာကမှန်နေဒါပေမဲ့မှန်ကန်တဲ့အသည့်တရားတစ်ခု အတွေးခေါ်တစ်ခုရဖို့ကတော့ အချိန်မရွေးပြန်ရှာလို့မရနိုင်တယ်လို့ငွေနဲ့ပေးဝယ်ပေးတယ်မရနိုင်ဘူးဆိုတာကိုတော့ရွှေစင်သိတဲ့နေလင်းယောက်ျားရှောက်ဝေးသမ ्या ကိုဇနီးမယားကသုံးပိုင်ခွင့်ဖြုံးပိုင်ခွင့်ရှိရကလည်းမှန်နေဒါပေမဲ့လေစီကံတကြနေလမ်းမှန်လမ်းမှန်မှန်ကန်စွာသုံးဆွဲခြင်းမျိုးတော့ဖြစ်တဲ့နေမဟုတ်ပါလားကျွန်တော်ကရွှေစင်ကိုအသုံးစိမပေးရင်ထားတော့သူတီးတန်သုံးဆွဲနိုင်ဖို့တလအသုံးစိတသိန်းတတိပေးထားတာကိုမှ လောင်းကမတုံးတက်တာကိုတော့ကျွန်တော်လည်းမတက်နိုင်ရွှေစင်ကတတော်ကိုအသုံးဆွဲသေးလွန်းနေလက်ဖွာလွန်းလာတယ်။အိမ်ဘိုးကရွှေစင်ဆင်းသွားတဲ့အခါကျွန်တော်ညညအိတ်လို့မပြောရွှေစင်အကြောင်းတွေကိုစဉ်းစားရင်းနဲ့ပင်ညတိုင်းနေပါမိုးလင်းကြရဲ့အိတ်မပြောလွန်းနေညတွေမှာအိတ်စီဝေးကိုအဖော်ပြုတ်ပြီးအိတ်နေရတယ်။ကျွန်တော်ကလည်းအိမ်ကိုရွှေစင်ပြန်လာရင်လည်းလိုက်မခေါ်ပြည့်ပြန်ခေါ်ဖို့လည်းအစီအစဉ်မရှိ အိမ်ောင်တဲ့၅နှစ်ရှိတဲ့အတိုင်း ရွှေစင်ပြမှုတွေကိုပြန်လည်စဉ်းစားမိတိုင်းအိမ်ပြန်ခေါ်ခြင်းစိတ်တစ်ဆက်လေးမှကျွန်တော်မှမရှိအခုကြည့်ရတာတပြင်းနေခဏခဏချလို့ပါလားအလုံးလို့ရတာစိတ်မပါဘူးထင်တယ်မောင်ညံပြောမှာပဲကျွန်တော်ကိုကျွန်တော်တတိထားမိရဲ့ကြည့်မိရဲ့ကျွန်တော်တကယ်ပဲတပြင်းနေခဏခဏချလို့နေပါလားဒါကြောင့်ကွန်ပျူတာစာစီရဲ့နေရာမှာခဏခဏတက်ပုံနေမှားနေရကိုဟုတ်တယ်မောင်ညံရဒီနေ့အလုံးလို့ရတာတိတ်ပြီးစိတ်မပါလောက်အောင် အခုမှစိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေရှိနေရောအလုပ်ထဲကိုအခုစိတ်ကနှဲ့လို့မရအောင်ဖြစ်နေရဲကွာအခုစိတ်မပါလေအိမ်ပြန်ပြီးတော့နားလိုက်ပါတော့လားဗျကျွန်တော်တို့စာစီစာရှိတာတွေကိုဆက်ပြီးတော့လှုပ်လိုက်မယ်လေဖြစ်ပါမလားလာကုန်ကနေဆိုတော့အရာမဲ့ဆောင်မှုတွေကအများကြီးပဲမင်းတို့ကြီးပဲအချိန်မီပြီးစီးပါမလားပြီးပါတယ်ဗျာဒီဆိုင်မှာအလုပ်သမား၉ယောက်တောင်ရှိရာစာရိုက်စာရှိတာတွေမပြီးစီးရင်အိမ်မပြန်မဲ့လုပ်မယ်ဗျာ စိတ်ချလက်ချအိမ်ပြန်စမ်းမှာအကိုရအေးပါကွာဒါဆိုလေအကိုအိမ်ပြန်ပြီးနားတော့မယ်နော် အလုပ်ကိစ္စရှင်အကိုစီဖုံးဆက်လိုက်အိမ်ဒီမှာစပြီးကျွန်တော်လည်းအလုပ်လုပ်ရတာစိတ်မပါတာကြောင့်ကွန်ပျူတာဆိုင်ရှိ အလုပ်အားလုံးကိုမောင်ညာနဲ့အလုပ်သမားတွေကိုစိတ်ချလက်ချလွှဲအပ်ခဲ့ပြီးတိုင်ခန်းမှာအေးအေးဆေးဆေးအနားယူလို့နေရင်ကွန်ပျူတာဆိုင်ကိုအလုပ်မသွားတာတပတ်ခန့်ရှိပြီးညနေခင်းအချိန်အမှန်မထင်တိုက်ခန်းတကာခောက်တဲ့ကြားလိုက်ရတာကြောင့် ကျွန်တို့ရဲ့မသိစေကရွှေစင်ပြန်လာတဲ့လူထင်မိပြီးဖက်လက်စာဆရာကြီးတက္ကသိုလ်စိန်တင်ရှိတာထားတဲ့ငင်းချမ်းရေးပြည်သူကဥတန်စာကိုလက်မချခဲ့က အခန်းတကားစီကိုအ мян ပြေးပြီးဖွင့်စီလိုက်တယ်ကျွန်တော်အထင်နဲ့အမြင်တခြားစီကျွန်တော်မသိရလူကြီးတယောက်သားရောက်ရှိလာတယ်ဒီလူကြီးကိုကျွန်တော်မသိဧကန်းမှာနေရာထိုင်ခင်ပြီးပြီးအကျိုးတင်အကြောင်းတင်မိကြီးရဲ့အခါရွှေစရာခွာရှင်းစာကျုံးမှာလက်မဲ့ရေးထိုးဖို့လှော့လိုက်တယ် အကျိုးတော်ဆောင်ရှင်နေကြီးတူဖြစ်နေရဲ့ကျွန်တော်အံ့ဩမိရဲ့အပြည့်လို့သူကမတောင်းမယ်အိမ်နာတစ်ခုကိုလွယ်လွယ်နဲ့ပြိုကွဲဖို့ဆုံးဖြတ်ချက်ရရဲ့ကြီးချရတဲ့ရွှေစင်တက်တီကိုတော့ကျွန်တော်ချီးကျူးမိရဲ့မြမလူပေါင်းလောကမှာအိမ်နောင်ပြည့်တစ်ခုနဲ့မိမတအိုးတယောက်တည်းရက်တည်နိုင်ဖို့ကလည်းမတင့်တယ်ဘူးဆိုတော့ရွှေစင်တည်တယ်နဲ့တအိုးနဲ့တအိုးချစ်ခင်နှစ်သက်ကြလို့အိမ်နောင်ပြုတ်ခဲ့ကြတာအခုလိုပြိုကွဲဖို့မှမဟုတ်ပဲ။ ကျွန်တော်ရွှေစင်ရဲ့ဆုံးဖြတ်ချက်ကိုမှန်တယ်မှားတာကိုလည်းမစင်းစားခြင်းမဝေဖန်ခြင်းတော့ပါရွှေစင်သဘောဆန္ဒရှိတဲ့အတိုင်းကွာရှင်းစာချုပ်မှာကျွန်တော်လက်မှတ်ရေးထိုးပေးလိုက်တယ်ရွှေစရာဥပဒေအရကျွန်တော်ဇနီးမယားမဟုတ်တော့ပေမဲ့ကျွန်တော်နှလုံးသားတဲ့အသေးလေးမှာတော့ရွှေစင်ဟာကျွန်တော်ဘဝရဲ့တိုးရဲတော်ထာရဇနီးမယားပင်ဖေဖေမမေနဲ့ကျွန်တော်ရဲ့တိုးရဲတော်ရောက်ကမာကြီးအမေချို့တို့ဟာကျွန်တော်တိုက်ခန်းမှာစုံလင်စွာရောက်ရှိနေကြတယ် ရောက်ကမာကြီးအမေချူကဖေဖေမမေနဲ့ကျွန်တော်ကိုသူ့ရဲ့သမီးမိရွှေစင်မှားတဲ့အမားတွေအတွေ့အနှုတ်ညွတ်တောင်းမဲ့ရှာတယ်။ကျွန်တော်လည်းစကားတခုံးမှမပြောဘဲတေမိမင်းသားလှုပ်နေမိအဲ့ကျွန်တော်ထိုင်နေရမှထားသွားမယ်အပြုအမေချူဟာရုတ်တရက်ကျွန်တော်ပခုံးနှစ်ဖက်ကိုကန်ပြီးချုံပွဲချောင်ငိုပါတော့တယ်။မောင်မိုးရဲ့အမေချူရဲ့သမီးမိရွှေစင်အမိုက်မမိမမပီးတတ်တာကိုအမေချူသိပါတယ်။အမေချူမှာသမီးအိမ်ဘောကစင်းလာလဲမသိရဘူး။ ယောက်ျားဖြစ်သူနဲ့ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးလာလဲမသိရစင်ကာပူကအပြန်ခရီးရောက်မဆိုင်အိမ်ပေါ်ပြောပြမှသိရတဲ့အဖြစ်မို့အမိချူအသင်းနာလိုက်တာကွယ်လူကြီးပြောပြောနေရဲ့သမီးတယောက်မလိမ့်ပါရင်နွားတထောင်ထိန်းရတာထက်ကိုပိုပြီးခက်ခဲတယ်ဆိုရဲစကားအမိချူတော်တော်အယံမှန်တာပဲကွယ်ရောက်ကမာကြီးအမိချူကပြောပြောပြီးသူ့ရင်ဘက်ကိုထိုးပြီးရှာကြီးတငယ်ငိုပွဲဝင်နေရှာတယ်အမိချူငိုနေရာကို မမေကလည်းထိုင်ပြီးမကြေနိုင်မမေကထိုင်နေရမှထပြီးနှစ်သိမ့်စကားဆိုလိုက်တယ်မမချိုရဲ့မငိုပါနဲ့တော့ရှင်အရှမ်းပင်ပန်းပါတယ်မမချိုရဲ့ဖြစ်ပြီးသမားကိစ္စတွေကဖြစ်ပြီးသွားပြီပဲကလေးတွေကိစ္စကိုကျမတို့မိဘတွေကဝိုင်းပြီးအကောင်းဆုံးစဉ်းစားပေးကြတာပေါ့ရှင်ရွှေစင်နဲ့ပြန်ပောင်းဖို့ဖဖေမမေနဲ့အမေချိုတို့ကကျွန်တော်ကိုအမျိုးမျိုးဖြောင်းဖြားကြတယ်အမေချိုကလေရွှေစင်သုံးဖြုံးပြလိုက်တဲ့ပတ်စံ30ကို အစားပြန်ပေးမယ်။ကျွန်တော်နဲ့ရွှေစင်ပြန်ပေါင်းဖို့တိုက်တွန်းကြတယ်။ကာယကံရှင်ရွှေစင်ကအခုချိန်ထိကျွန်တော်ရှိကိုရှောက်မလား။ကျွန်တော်လည်းဘသူဖြောင်းဖြောင်းမှုကိုမှနားမဝင်နိုင်တော့ကိုပိုင်ဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချလိုက်တယ်။ကျွန်တော်ရွှေစင်နဲ့ပြန်မပေါင်းနိုင်တော့ပါ။ဘသူမှဖြောင်းဖြားလို့မရကြတဲ့အစုံမှာအလုံးကလက်လျှော်လိုက်ကြပြီးကျွန်တော်သဘောဆန္ဒအတိုင်းဆုံးဖြတ်ခွင့်ပြုလိုက်တယ်။ကျွန်တော်ဟာရွှေစင့်ကိုမြေတားစင်မြေတားမန်နဲ့ချက်ခဲ့တယ်။ ကျွန်တော်ဘွားမှာရွှေစင်တယောက်ကိုသာဆွဲဆွဲလန်းလန်းချစ်ခဲ့မိရဲ့တကယ်ချစ်ခဲ့လို့လေသူဆိုးနွဲ့သည်မြသူမတိတတ်ခဲ့သည်မြအိမ်အောင်ရှင်မမပီသားခဲ့သည်မြကိုအိမ်အောင်တဲ့ငါးနှစ်အတွင်းခွင်လွတ်တီးခန့်စွာပေါင်းသင်းနေထိုင်ခဲ့အခုတော့ကျွန်တော်မှာခွင်လွတ်တီးခန့်နိုင်မှုစွမ်းရည်မရှိတော့ပါလျှောက်ကြတီးဦးရဲ့တန်ဖိုးကိုမတိတတ်တန်ဖိုးမထားတတ်တဲ့မိန်းမသူ့ထိုင်တဲ့သူကန်တာရှိပါစေတော့လေဒါပေမဲ့လေနောက်အိမ်အောင်တော့ကျွန်တော်မပြုတ်ပါ ကျွန်တော်ဇနီးရွှေစင်နေရာမှာရွှေစင်ကလွဲပြီးတခြားဘသူတဦးတယောက်ကိုမှ အစားထိုးဖို့လည်းစိတ်ကူးမရှိအစီစဉ်လည်းမရှိသူနဲ့အတူတကွာပေါင်းသင်းနေထိုင်ခဲ့တဲ့တိုက်ခန်းမှာလည်းဘရောမှမပြောင်းကျွန်တော်အချစ်ရဲ့တန်ဖိုးလင်းယောက်ျားတဦးရဲ့တန်ဖိုးကျွန်တော်စီရီနာရီကိုသူသိလာတဲ့အချိန်တန်ဖိုးထားတက်လာတဲ့အချိန်အိမ်အောင်ရှင်မပီးတက်လာတဲ့အချိန်မိခင်စိတ်တည်းပြေဝလာတဲ့အချိန်မှာရွှေစရာကျွန်တော်ရှင်ဝင်ကိုပြန်လာခဲ့မယ်ဆိုရင် ျွန်တော်နှလုံးသားတကအမြဲဖွင့်ကာချူဆူနေမယ်တကယ်လို့ကျွန်တော်မျောလင့်ထားသလိုဖြစ်မလာခဲ့ရင်တော့ကျွန်တော်ဘဝနေဝင်ခြင်းသည့်တကူတဲ့တယောက်တည်းဖြတ်တန်းပါတော့မယ်မိမမပီသားတဲ့မိမတယောက်ကိုချစ်ခင်နှစ်သက်နေရတဲ့အခုလိုဆွန်တော့ခင်မီယာပြိတက်ကြီးကျွန်တော်မှားလားဗျာပြိတက်များရှင်အခုတင်ဆက်ပေးခဲ့တယ်မှားလားဆိုတဲ့ဇလန်လေးကတော့ဒီမှလည်းပြီးပါပြီဇလန်ကောင်းများစွာကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ channel လေးကို like and subscribe နှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။